စ်တကဘော်ဂျူနဲ့တီဘောချာက ကြေးရွာတွေကိုလေချောင်းတက်ခိုင်းဆမ်ပြည်နယ်တီဘောမြို့နယ်နဲ့ဘော်ဂျူချာကရွာတွေကိုစစ်တကလေချောင်းတက်ခိုင်းမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ဒေသခံတို့ကတော့အလုံး30လောက်ရှိပြီးကျဲနေတာဒရုန်းတွေနဲ့ကောလို့ပြောပါတယ်နိုင်ဘွဲလောက်ရှိပြီးဝဲနေတာလေရင်ကနှစ်စီးလို့ပြောပါတယ် စစ်တကဒီနေ့မနက်ပိုင်းမှာခါလိန်ရွာမဟဲရွာကောတန်ရွာတွန်တီနဲ့နာခဲရွာတို့ကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်ဒေသခံတို့ကတော့ဗိုလ်ချုပ်ကတော့ညှိသွားပြီလို့ပြောပါတယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ယခုလထုတ်ပြန်ချက်မှာစက်တင်ဘာလအတွင်းစစ်တကနိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှု182ခန်းကျင်းပြုလုပ်ထားပြီးတိဆုံးသူဦးရေ158ဦးရှိတယ်လို့အစိုးရလိုက်အပြုံလိုက်တပ်ဖြတ်မှုက စနစ်မှုရှိပြီးတည်ဆုံးသူဟာ109ဦးရှိတယ်လို့ထုတ်ပြန်ထားပါတယ်